အကြောင်းကိုဖူးချင်းနဲ့တွေ့တဲ့ခါကျတော့အားကြတာပေါ့သူလည်းသူလည်းတနာတာပေါ့ဘာလို့ဆိုတနာလဲဆိုတော့ तू ကတပင်လောကအတွက်လည်း तू လှုပ်တယ်နောက် तू ကလည်းကနေတာအခုလည်းကနေတာပဲရမဲသိမ်းမှတည်းနဲ့ तू ကတယ်နောက်ဟိုထဲမှာနေပြည်တော်မှာလည်း तू ကအောင်ပဲကတယ်လို့လည်းပြင်ပန်းတာပေါ့ तू ဝါသနာပါလို့ဆိုတော့လည်းဒီကြားထဲမှာမှ तू ကလောကအတွက် तू လောကအတွက် तू လှုပ်နေတာဆိုတော့လည်းဟိုဟိုရင်းဖြစ်တာပေါ့လေချီးကျူးနေတာပေါ့တော်ပါတယ်ဒီကလေးကအဲ့လိုပေါ့ကိုယ်ထဲကလည်းအဲ့လိုဖြစ်စီနေတာပေါ့ တတ်နိုင်တယ်များပေါ့ကိုကြားမရည်လည်းကောင်းနေတဲ့အချိန်နောက်ခကြီးလည်းမသွားတဲ့အချိန်မှာဒီပရီးမီးယားရှိုးတွေဆိုရင်ကြိုးစားပြီးတက်ပါတယ်ကြိုးစားပြီးတက်တဲ့သဘောကလည်းကိုရုပ်ရှင်လောက်ကကိုအားပေးရမယ်ဆိုတဲ့သဘောမျိုးနဲ့လာလာပြီးတော့အားပေးတာပါဒီမှာလာတဲ့ခါကျတော့လည်းထုတ်လုပ်သူတွေလည်းတွေ့တယ်တရုတ်ဆောင်တွေကိုလည်းတွေ့ရတယ်ကိုရုပ်ရှင်လောက်ကသားတွေအများကြီးတွေ့ရတဲ့ခါကျတော့ကိုအတွက်သိရတာပေါ့သိကျင်တာလေးတွေသိရတယ်သူတို့ပြောတာလေးတွေသူတို့ခံစားချက်လေးတွေလည်းကိုကသိရတဲ့အတွက် ဘေကားမဆိုပါပဲအာပိဘူးလာတာပါပဲဒါပေမဲ့ကားကမကြည့်ပြဘူးဘယ်မှာကြမှာကြည့်ပြမလဲဆိုတော့ကယ်မီကြည့်ရတဲ့ခါကျမှအဲ့ဒီမှာကားတွေကြည့်ပြတာပါလေအခုကတော့လာပြီးတော့အားပေးတာတက်တက်ပါပဲအများကြီးလာတာဝန်တာမှာစိတ်ဝင်စားလို့ပေါ့ရုပ်ရှင်ကိုစိတ်ဝင်စားလို့ပေါ့နော်ဟိုကျွန်တော်တို့လုံခဲ့တဲ့၄နှစ်တုန်းကဒီမှာပရီးမီးယားရှိုးတွေခုန Red Carpet Show လို့ပြောနေရတာပေါ့နော် Red Carpet Show တွေပါလေပြတဲ့ခါမှာဆိုရင်လည်း ြီးတဲ့ခါမှာဆိုမလာကြဘူးလူတွေကြီးမဲ့လူလည်းမလာဘူးနောက်တရုတ်ဆောင်တွေလည်းမလာကြဘူးဟိုရင်းကြမှာ2023လောက်ကြမှာအဲ့ဒီတတိချားဆိုတဲ့ကားကြမှာနည်းနည်းလေးလာကြတယ်ပေါ့စကြတာပေါ့ဟိုပထမဆုံးကဝေးမနေခြင်းမှုဆိုတဲ့ကားတော့ကဆိုရင်မလာကြဘူးပြည်သက်လည်းမလာဘူးတရုတ်ဆောင်လည်းမလာကြဘူးတော်တော်များများကျွန်တော်တို့ခက်ခက်ခက်ရုန်းကန်ခဲ့ရတာပေါ့နော်အဲ့တော့အခု ပြန်စဉ်းစားကြည့်လိုက်တော့2022မှာယုံတင်နကား20ရှိတယ်။နောက်2023ကျတော့35ကားရှိလာတယ်။2024ကျတော့ကား90ရှိလာတယ်တင်တာ။နောက်တစ်ခါကျတော့ဒီအခု2005မှာအကယ်ဒမီမကြည့်ရသေးဘူးကာဗွန်80နဲ့85ကြားမှာရှိတယ်။ပြောတာတော့ရက်ကူးကြီးတွေကတက်လာတယ်။ရက်ကူးကြီးတွေတက်လာတယ်ပြတ်တဲ့နှုံလည်းများလာတာပေါ့။ ဒါလဲကျင်းနေဆရာကောင်းတာပေါ့နော်နောက်တစ်ခုကတခါယုံနေရပေါ့အဲ့ဒီ2021မှာစပြတော့ငါယုံက30ကျော်နဲ့35ဝန်းကျင်လောက်ပဲရှိမှတင်တာပဲအဲ့တော့2005ခုနှစ်မှာ80 85လောက်ဒါကားကတက်လာတာပေါ့နော်ယုံကလည်းအဲ့လိုပဲယုံကလည်း30ကျော်40ကနေပြီးတော့ခုယုံ80လောက်ဒီတက်လာတာဆိုတော့ပြတ်တားကြီးစနစ်ကတော့ ကောင်းတယ်လို့ပြောမှာပေါ့အဲ့ဒီကြတဲ့မခုနကလူဟိုဖြစ်သွားတဲ့ကိစ္စကတော့ကြည့်ရင်လည်းလူများလို့ဖြစ်သွားတာဟိုအဲ့တော့ကြည့်ရင်လည်းလူများတော့နှစ်ပွဲလောက်တိုးပြန်နေတော့ကောင်းမှာပေါ့သူကပရီးမီးယားရှုကိုနှစ်ပွဲလောက်ဖြစ်ဖြစ်ပြပလိုက်ပေါ့အဲ့ဒါဆိုရင်တော့ကျင်းတ်သွားရမယ်ထင်တယ်ဒါပေမဲ့လည်းဆိုတော့နည်းနည်းစီစဉ်လေးကတော့နည်းနည်းလူတော့ပေါ့လေဟိုလာတဲ့လူတော့သူခုံတော်မနဲ့သူ ပြနိုင်တော့ကောင်းတာပေါ့ဟိုးတော့ကလည်းလွန်ခဲ့တဲ့၄၅၆လတုန်းကလည်းတခါဖြစ်မှုတယ်အဲ့ဟာမျိုး အဲ့ဒါကတော့ရုပ်ရှင်လောကတွေကရုပ်ရှင်သမားကိုယ်တိုင်ကစိတ်ဆိုးသွားတာတွေတွေ့ဘူးတာပေါ့နော်အဲဒါကြည့်ရှင်တာဟုတ်တယ်အဲ့တော့ရုပ်ရှင်ကိုအားပေးတယ်ဆိုတဲ့သဘောနဲ့မကောင်းတဲ့တွေကကောင်းတာပဲအဲ့လိုတွေးယူရမှာပေါ့ဟုတ်ဆရာတို့ဒီလူကြီးပိုင်းတွေကပဲနေစင်ချင်းလားပထမကပြောရင်တော့ကိုငယ်ကျင်တာပေါ့ကိုကအသက်ဟိုနေတော့မြငယ်လဲ40 50လောက်ငယ်လဲသိကောင်းမှာပဲလို့ဒါမဖြစ်နိုင်ပါဘူးဒါမဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့ အဲ့ဒါမဖြစ်နေတော့ဒုတိယတစ်ချက်ကတော့တကယ်ငေတဲ့ပုံကူတွေတွေက30နဲ့40ပေါ့အဲ့ဒီဝန်းကျင်ပေါ့50ထီလဲ excuse ပါ50ထီလဲကောင်းပါသေးတယ်အခုကတော့များသမားဖိုးကြီးတွေများနေတော့စိတ်ထဲမှာအားမရဘူးပေါ့နော်ဟိုစိတ်ထဲအားမရဘူးဆိုတာဒီလိုလူကြီးတွေကိုစော်ရတာမဟုတ်ဘူးဟိုစိတ်သွားတိုင်းကိုမပါဘူးပေါ့အခုဆိုကျွန်တော်ဒီပေါ်တက်လာတဲ့အခါကျတော့လေကားကိုမင်းနဲ့တက်ရတယ်ဒူးကမကောင်းကျင်တော့ဘူးပေါ့ဒေလီဝါမျိုးလေးတွေပေါ့ အဲ့တော့လူငယ်လူလက်ပိုင်းနေနေဆောက်ရှောက်စီချင်တာပေါ့လေရုပ်ရှင်စီးဝင်လဲနှစ်80ပြည့်တော့မယ်ရှင်းနှစ်မတ်လ10ရက်နေ့ဆိုနှစ်80ပြည့်သွားပြီဒါရီကလည်းဘသူကထိမ့်သိမ့်လာလဲဆိုတော့ရုပ်ရှင်လောကဒါရိုက်တာကြီးတွေထုတ်လုပ်သူတွေတရုတ်ဆောင်တွေသူတို့ကနေထိမ့်သိမ့်လာခဲ့တာဖြစ်ပါလေထိမ့်သိမ့်လာခဲ့တဲ့အတွက်လည်းဒီနေ့ထိတည်တံ့တာပေါ့အဲ့တော့နောက်ထပ်အဲ့လူငယ်လူလက်ပိုင်းတွေကထိမ့်သိမ့်မှုကောင်းပါလေအဲ့ဒါလေးပါ ကြောင်ကိုဖူးချင်းနဲ့တွေ့တဲ့ခါကျတော့အားကြတာပေါ့သူလည်းသူလည်းတနာတာပေါ့ဘာလို့ဆိုတနာလဲဆိုတော့ तू ကတပင်လောကအတွက်လည်း तू လှုပ်တယ်နောက် तू ကလည်းကနေတာအခုလည်းကနာပဲရမဲသိမ်းမှတည်းနဲ့ तू ကတယ်နောက်ဟုတ်တယ်မှာနေပြည်တော်မှာလည်းသူကအောင်ပဲကားတယ်လို့ကလည်းပြင်ပန်းတာပေါ့သူဝါသနာပါလို့ဆိုတော့လည်းဒီကြားထဲမှာမှသူကလောကအတွက်သူလောကအတွက်သူလုံတာဆိုတော့လည်းဟိုဟိုရင်းဖြစ်တာပေါ့လေချီးကျူးရင်တာပေါ့တော်ပါတယ်ဒီကလေးကအဲ့လိုပေါ့ ိုထဲကလည်းအဲ့လိုဖြစ်စီချင်တော့ကိုထဲကလူငယ်တွေလုတ်စီချင်တယ်လေကိုတော့မငယ်နိုင်တော့ဘူးအဲ့တော့လူငယ်တွေလုတ်တဲ့ခါကျကိုမှားခဲ့တာလေလေကိုကပြောပြနိုင်မယ်မလုပ်ရမယ်ဆိုရလဲကိုကနည်းနည်းလေးအကြံဉာဏ်ပေးနိုင်တာပေါ့အားမလို့အားမရတဲ့ဘိုင်ကတော့ရှိတာပေါ့ပထမဆုံးကတော့ကိုကိုကိုအားအားမလို့အားမရဖြစ်တာပေါ့ဘောင်းဆိုရိုက်ချင်တဲ့ကားလေးတွေရှိတယ်ဇန်ညွန်ရည်ဓာတ်တွေလည်းရှိတယ်မရိုက်နိုင်သေးတာတွေအဲ့ဒါတိအားမလို့အားမရပေါ့ကိုလုတ်ကတကယ်တမ်းじゃ ရုပ်ရှင်ဒါရိုက်တာလုပ်တယ်ရုပ်ရှင်ဒါရိုက်တာဒီတက်ကြည့်ပြမယ်လေနိုင်တဲ့ဘက်ကနေလှုပ်သွားစီလှုပ်သွားကျင်သေးတာပေါ့ဒါလေးတွေမလုံနိုင်တာတဲ့အားမလို့အားများဖြစ်တယ်နောက်ပြီးတော့ဒီရုပ်ရှင်ကားတွေများများထွက်လာတယ်များများထွက်လာတဲ့အတွက်လည်း quantity နဲ့ quality ပေါ့နော် quantity ကများတယ် quality ကလိုက်ပါလာမှာပေါ့သူအတူအဲ့လိုတော့မျောနေတာအခုလေကားကောင်းလေးတွေလှမ်းမြင်ရတယ်အဲ့ဒါလည်းကြည်နက်ပါတယ် သို့တော်လည်းများသောအဖြစ်တော့နည်းနည်းလေးဟိုရင်ပေါ့ပတ်စံနောက်လိုက်ပြီးတော့ပတ်စံလည်းမလိုက်လို့မရဘူးရုပ်ရှင်ဆိုတာပတ်စံနောက်လိုက်ရတာဆိုတော့ပတ်စံနောက်တော့လိုက်တာပဲဒါပေမဲ့ကိုကားကိုဒီတဲ့ပို့ပြီးတော့ကိုလောက်ကကြီးတိုးတက်အောင်ပေါ့နိုင်ငံတကာမှာသွားပြတယ်အခုပြောတန်တွေကတော့သွားပြတယ်ကိုလိုလဲငွေနဲ့2005 2006လောက်ကအဲဒီဘန်ကောက်မှာသွားပြဦးတယ်ကားငါးကားနဲ့သွားပြဦးတယ်တောက်ကြစနေတင်းငွေကြီးကောင်းတယ်အဲဒီရက်တွေနောက်ရက်တွေကျတော့ ဲ့တော့ဘာလဲဆိုတော့မြန်မာပြည်သက်ကိုအာကိုပြီးတော့ပြနေရတာဒါကြီးကလည်းနည်းနည်းတော့လိုသေးတယ်ထင်တယ်နိုင်ငံသားကကိုရိုကားတွေကြိုက်ရည်လာမှာကိုရိုကဟိုဝင်ငွေကောင်းလာမှာအဲ့ဒါလေးလည်းမျောလင့်တာပေါ့အားမလို့အားမရဆိုတာကတော့လူ့ဘဝကြီးမှာဒီလိုပါပဲကိုလုတဲ့လုတ်လဲကိုကတခါတခါကျအားမလို့အားမရဖြစ်တာပါသူများတွေလုပ်တဲ့ဟာလည်းအားမလို့အားမရဖြစ်တာဒါလူတော်ဘာလို့ထင်ပါလဲဒါပေမဲ့ဘာဖြစ်လို့အဲ့လိုဖြစ်တာလဲဆိုတော့ တိုးတက်စေချင်တာဒီလိုဒီလိုဒီလိုစိတ်แท้ကတော့ခုနဖြစ်ချင်တာပဲရှိတယ်လေဩငယ်ငယ်ပေါ်30 40 50လောက်တကယ်ကိုဒီရုပ်ရှင်ကိုချစ်ပြီးတော့ရုပ်ရှင်လောကကြီးကိုစောက်ရှောက်မဲ့သူ့ကိုပဲမျှော်ရတယ်ဘသူရဲ့လို့တော့မရည်စူးတိုင်းမဲ့ဘာလုပ်သွားလဲဆိုတော့သူ့အတွက်ပေါ်လီဟိုတက်တာအောင်လုပ်ရရှက်တော့ကိုလုပ်ပြီးနေတော့အခုအဲဂိုင်လိုင်းနေချပြီးနောက်ဘုရောဆိုတော့အခုဖွဲ့စည်းပုံပေါ့ဖွဲ့စည်းပုံဆိုလဲတတ်နိုင်များ ညှိနှိုင်းပြီးတော့လုပ်နေတယ်ပေါ့နော်ဟိုကိုခုလက်ရှိ easy တွေနဲ့ညှိမယ်နောက်လောကသားတွေနဲ့ညှိမယ်နောက် mask ခေါ်မယ် mask ခေါ်ပြီးတော့အဲ့ဒါကြီးကိုညှိကြမယ်ကိုချစ်ကျင်တယ်လို့လည်းဖြစ်ကျင်မှာဖြစ်မယ်လေသူတို့ရဲ့ဆန္ဒကလည်းလိုတော့အဲ့ဒါကြီး guideline ချပေးမယ်နောက်အရေးကြီးတာကဒီရုပ်ရှင်စီရင်ကိုရေးရေးတည်တန့်စေခြင်းရစီကန်းနေရေးကြည့်တယ်ဝန်ထမ်းစီကန်းနေလည်းလိုတယ်နောက် EC စီကန်းနေလည်းလိုတယ်စီစီစီကန်းနေလည်းလိုတယ်အဲ့ဒါလေးတွေပါပဲကိုတက်နေသမျှတော့ ိုးစားပြီးတော့နောက်ဥက္ကဋ္ဌအတွက်ပါကိုအလုပ်လုပ်နေပါလားအဲဘာလို့သူ့ရဲ့ဟိုတက်တာရတက်တာကြောင့်သူ့ရဲ့လမ်းလေးဖြောင်းဖြောင်းဖြူဖြစ်စေကြောင်းပေါ့အဲ့လိုလုပ်နေပါသူ့ကိုချီးကျူးစကားပြောလို့မဖြစ်ဒီကောင်မြောက်သွားမှဆိုရတာအဲသူ့တော့များသွားရင်ကိုယ်တွေ့ရင်တော့သူ့နှိမ်တာများတယ်သူ့ကလည်းနားလေတယ်သဘောပေါက်တယ်နှိမ်တာများပါတယ်သူကအကွဲရတာသူ့ကဘာဖြစ်နေညာဖြစ်တယ်အာဒီကောင်တော်တယ်ဘာညာလဲသူ့ဖြစ်ဘယ်တော့မှပြောဘူးမင်းကဟိုရင်းပေါ့ ဟိုဘယ်လိုခေါ်မလဲမင်းရုပ်ကြက်ကြသွားတယ်ဘာညာပေါ့နော်အဲ့လိုသူစိတ်ရမင်းဒီလူကြီးလုံးမဲ့လုံနေရှောက်လို့တယ်ကလည်းကတယ်မနာလည်းမနာဘူးဆိုမင်းရုပ်ကြက်ကြသွားတယ်ဟိုနေ့ကလည်းကြီးစရာပေါ့နော်ကြီးစရာပြောတာပေါ့သူပြိတက်ကတော့ကိုကြိုက်မှာမဟုတ်ဘူးဟိုကတော့တယ်ဟာသူတို့တကြီးပူဇော်ပွဲဟာဟုတ်ကဲ့ဟိုကြည့်မင်းတကြီးပူဇော်ပွဲမင်းတော့တက်ကတော့မခံဘူးလားဒါမျိုးလေးတွေပေါ့ခင်ပါတယ်ဟိုဂီတဟိုကိုလွင်မြင့်ကြီးဆိုလဲခင်တာပဲကိုတော့ ဲ့တော့ညီကိုဒီလူပဲနေနေကြတာပါပဲအဲ့တော့ချီကျူးနေဒီကောင်မရောက်သွားလိမ့်မယ်မချီကျူးတော့ဘူးဒါသူ့လောကကလည်းသူ့လေဟိုကျင်းတတ်တာဆိုတော့လေပြောစရာမလိုပါဘူးဟိုချီကျူးကသူကတော်မဲ့လူလည်းမဟုတ်သူကသူတော်အောင်ကြိုးစားနေတဲ့လူတယောက်ပါမင်းငွန့်ဆရာတော်ကြီးကပြောဦးတယ်လေအဲဆုံးမဦးတယ်တာဝန်သိတဲ့လူကတာဝန်ရှိတယ်တဲ့အော်တာဝန်လူတိုင်းကသိကြဖို့တော့လိုလိမ့်မယ်ထင်တယ်တာဝန်သိမှလည်းဒါကြီးကကိုလောကတိုးတက်မှာကိုလောကတိုးတက်မှာ ကိုယ့်ရဲ့နိုင်ငံတိုးတက်မှာအဲ့လိုရှိပါတယ်အဲ့အားလေးတော့ဟိုအားလုံးကိုပြောချင်တာပေါ့နော်ကိုလောကတိုးတက်အောင် နေပေးကြပါထိုင်ပေးကြပါအဲ့အားလေးပြောချင်တာကတော့ကျွန်တော်ညီညွတ်ကြပါဆိုတဲ့စကားပြောချင်တာပါဘာလို့လဲဆိုတော့တိတ်စိတ်ဝမ်းကွဲကြတယ်အဲ့ကျွန်တော်စိတ်မကောင်းဘူးစိတ်ဝမ်းကွဲကြတဲ့အခါကျတော့တယောက်နဲ့တယောက်ကအကောင်းဝမြင်ညားတော့ဘူးပေါ့အဲ့ရလေးပါပဲအဲ့တော့ဟိုအကောင်းတယောက်ကိုတယောက်အကောင်းမြင်ပေးကြပါစိတ်ဝမ်းမကွဲကြပါနဲ့စိတ်ဝမ်းမကွဲခြင်းအဖြစ်ကိုယ်နိုင်ငံကိုပို့ပြီးတော့ ီဆောက်နိုင်မယ်လို့ကျွန်တော်ပြောလဲအားလုံးကျေးဇူးပါ